ားလုံးမင်္ဂလာပါဒီတစ်ခါတော့ဆောင်းလျာတီရဲ့ကျမ်းမာရေးအကျိုးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။အာရှမျိုးရင်အပင်တစ်မျိုးဖြစ်တဲ့ဆောင်းလျာတီဟာအရွယ်အားဖြင့်9စင်တီမီတာကနေ18စင်တီမီတာထိရှိပါတယ်။ဆောင်းလျာတီကိုအကွင်းလိုက်လေးတွေလှီးလိုက်မယ်ဆိုရင် အချုံး9ခုပါတဲ့ကျယ်လေးလို ဖြစ်သွားပါတယ်။ဆောင်းလျာတီကမမဲ့သေးခင်မှာအစိမ်းရောင်ရှိပြီးခက်တင်းတင်းနဲ့ချင်းဖန်ဖန်အရသာရှိပါတယ်။မှဲ့သွားပြီဆိုရင်တော့ အဝါရောင်တန်းပြီးအည်ရွှဲလာပါတယ်ဆောင်းရသည့်ရဲ့အရာသာကချင်တာရှိတယ်လို့ခြိုတာလည်းရှိပါတယ်။ဒါဆိုစားကောင်းတဲ့ဆောင်းရသည့်ကကျမ်းမာရေးအတွက်ဘလို့ရေထောက်ကူပြုလဲဆိုတာကို သိချင်ရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်တော့နော်။ဗီတာမင်စီကျွေးဝတယ်။ဆောင်းရသည့်မှာကိုခံအားကိုမြင့်တင်ပေးနိုင်တဲ့ဗီတာမင်စီကနေ့စဉ်ဗီတာမင်စီလိုအပ်ချက်ရဲ့58%အထိပါဝင်ပါတယ်။ အေးမိတာနဲ့တုပ်ကွေးဖြစ်တာတွေကနေအမြန်တက်တာစေဖို့အတွက်လဲစားပေးသင့်ပါတယ်ဗီတာမင်စီကအရေးပြားဆန္ဒနဲ့လက်သေးခြေသေးတွေအတွက်လိုအပ်တဲ့ကော်လာဂျင်ကိုလည်းလှုပ်ဆောင်ပေးပါသေးတယ်ဓာတ်တုပ်ပစ္စည်းတွေကြောင့်ခန္ဓာကိုယ်ကို မထိခိုက်အောင်ကာကွယ်ပေးတယ်လို့ယောဂါတွေအနေနဲ့ကနေလဲကာကွယ်ပေးပါတယ်အမြင်တက်ကြွယ်ဝစွာပါဝင်တယ်လူတစ်ယောက်ကတစ်နေ့ကိုအမြင်တက်25 30 ဂရန်လိုအပ်ပါတယ်။ဆောင်းရယာတီကဒီလိုအပ်ချက်ကိုကောင်းကောင်းဖြည့်ပေးနိုင်ပါတယ်။ဆောင်းရယာတီမှာပျော်ဝင်လွယ်တဲ့အမြင်တတ်ပါဝင်တာကြောင့်အစာချေစနစ်ကိုလည်းကျန်းမာစေနိုင်ပါတယ်။အမြင်တတ်ကဥနယံကအကျိုးမပြုကိုလက်စထရောကိုမဆုပ်ယူနိုင်အောင်ကာကွယ်ပေးတာကြောင့်ဘဝမလွန်စေဖို့ကာကွယ်ပေးပါတယ်။သွေးအားနဲ့ယောဂမဖြစ်စေဖို့ကာကွယ်ပေးပါတယ်။ တန်တဲ့အားနဲ့မှုကြောင့်ဖြစ်တဲ့တွေးအားနဲ့ယောဂကကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ကလေးတွေမှာအဖြစ်များပါတယ်တန်တဲ့ကတွေးနေဥစဲတွေကိုဖြစ်ပေါ်စေပြီးခန္ဓာကိုယ်အစိတ်ပိုင်းတွေစီကိုအောက်ဆီဂျင်ပို့ဆောင်ပေးပါတယ်ဆောင်းရသီးကဗီတာမင်စီပါဝင်တာကြောင့်တန်တဲ့ဆုပ်ယူမှုကောင်းစေပြီးတွေးအားနဲ့ယောဂမဖြစ်စေဘူးကြိုတင်ကာကွယ်ပေးပါတယ်ဘက်တီးရီးယားတွေကိုတိုက်ဖြတ်ပေးတယ်ဆောင်းရသီးကဘက်တီးရီးယားတွေနဲ့မှုပိုးတွေကိုတိုက်ဖြတ်ပေးနိုင်တဲ့အာနိသင်ရှိပါတယ် ဆောင်းလျာသည့်အမဲ့ထက်အစိမ့်ကပိုပြီးအာနိသင်များပါတယ်။အယောင်ကြစီနိုင်တယ်။တတိုးစန့်ကျင်အာနိသင်ပါဝင်နေတာကတတိုးပစ္စည်းတွေကြောင့်ဖြစ်တဲ့ရောင်ရမ်းမှုကိုတတ်တာစေနိုင်ပါတယ်။ဆောင်းလျာသည့်မှာဗီတာမင်စီပါဝင်နေမှုကလည်းအယောင်ကြစီနိုင်ပြီးအဆစ်တွေရောင်နာကိုတတ်တာစေနိုင်ပါတယ်။အိပ်ပျော်စေတယ်။ဆောင်းလျာသည့်မှာအိပ်ပျော်စေနိုင်တဲ့မက်ကနီစီယမ်ပါဝင်နေတာကြောင့်အာယုံကြောတွေကိုပြေလျှော့စေပြီး ညဘက်တွေမှာကောင်းကောင်းအိပ်ပျော်စေဖို့ထောက်ကူပေးပါရယ်။အစာချေစနစ်ကိုကျန်းမာစေတယ်။ဆောင်းရသည့်အသားမှာပျော်ဝင်လွယ်တဲ့အမြင့်တက်ရောမပျော်ဝင်တဲ့အမြင့်တက်ပါပါဝင်နေပါရယ်။အမြင့်တက်ကဝမ်းမှန်စေပြီးအစာချေစနစ်ကိုကျန်းမာစေဖို့ထောက်ကူပေးပါရယ်။ဥတွင်းကအချို့ပြုဘက်တီးရီးယားလေးတွေကိုလည်းကျန်းမာစေနိုင်ပါရယ်။အစာချေစနစ်ထဲကအဆိပ်တောက်တွေကိုလည်းဖယ်ရှားပေးပါရယ်။ဇီဝကမဖြစ်စဉ်ကိုကောင်းမွန်စေတယ်။ လူတွေဟာနေ့စဉ်လုပ်ငန်းဆောင်တာတွေကိုလှုပ်ဆောင်နိုင်ဖို့နဲ့အသက်ရှူဖို့တွေးတောနိုင်ဖို့အစာချေဖို့ကိုယ်ပူချိန်ထိန်းကြီးဖို့အတွက်ဇီဝကမ္မဖြစ်စဉ်ပေါ်မှာမိတည်နေတာပါဇီဝကမ္မဖြစ်စဉ်တွေကောင်းကောင်းလှုပ်ဆောင်နေမှလည်းခန္ဓာကိုယ်ကကျန်းမာမှာပါဝိတ်ကြစေတယ်ဆောင်းရသီးကအမြင့်တက်ကြွယ်ဝတာကြောင့်အစာခံနိုင်စေပါတယ်ကယ်လိုရီပါဝင်မှုနည်းတာကြောင့်ခန္ဓာကိုယ်ကိုအဆီမတက်စေနိုင်ပါဘူး ီတာမင်နဲ့သတ္ထုဓာတ်တွေပါဝင်နေမှုကလည်းဇီဝကမဖြစ်စဉ်ကိုထောက်ကူပေးနိုင်တာကြောင့်ကျန်းကျန်းမာမာနဲ့ဝေးကြစေနိုင်ပါပါ။ဒါ့အပြင်ဆောင်းလျာသီးကခန္ဓာကိုယ်ကိုရေတက်ဖြစ်ပေးပြီးနှလုံးကျန်းမာစေဖို့ထောက်ကူပေးပါတယ်။အလားအပါအတွက်ကတော့အရေပြဆန်သားနဲ့ခြေသေးလက်သေးတွေတန်ဆွမ်းစေနိုင်ပါတယ်။ကယ်စီယမ်ပါဝင်မှုကြောင့်အရိုးတွေကိုကြန့်ခိုင်စေနိုင်ပါတယ်။